ားလုံးပဲမင်္ဂလာပါရှင်ဟုတ်ကဲ့အဲ့တော့ဗောနောကျွန်တော်ကအခုဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြတော့ကျွန်တော်ကိုလိုမလိုဗောနောကျွန်တော်လာပြီးမေးကြတယ်ဗောနောကျွန်တော်နေ့တနေ့စာရဲ့အချိန်လေးတွေဗောနောအဲ့ဒါကိုမနက်ခင်းနေ့လယ်ခင်းညနေခင်းညအဲ့ဒါကိုကျွန်တော်တို့အချိန်တိုင်းလေးနဲ့ဆိုလို့ရှိရင်ဘလို့တက်မှတ်လဲပေါ့ကျွန်တော်ကိုလူမာတို့တချို့လာလာမေးကြတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာလေးကိုကျွန်တော်ကရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင့် Okay အဲ့တော့ကျွန်တော်တို့ဒီမှာ pass of the day နေ့တနေ့တိုင်းရဲ့ဒါအချိန်လေးတွေပေါ့နော်အဲ့မှာသူကကြလေဒီနားလေးမှာပေါ့နော်ကျွန်တော်ကိုရမလို့သူကအမနခင်ကတော့ဘယ်နိုင်ရနေဘယ်နိုင်ထိပါဆိုပြီးတော့တက်တက်မက်မက်ပေါ့နော်အတိအကျသူကတက်မက်လို့မရပါဘူးရှင်ဘာလို့လဲဆိုတော့သူပြောမှဆိုလို့ရှိရင်တူတူချစ်စင်ရရဖြစ်ဖြစ်အချိန်ကာလနေရတဲ့ဒါတွေရဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့အဲ့မှာ live stream တွေ꽌နိုင်နေပြီးတော့အဲပေါ့နော်နေအောင်ကြီးအလင်းအောင်ပေါ့နော်ရတဲ့အချိန်တွေပေါ့နော်ကြာချိန်တွေ꽌နိုင်နေအားကြောင့်မလို့သူ့ကိုကျွန်တော်တို့ကဘယ်ချိန်ကနေဘယ်နိုင်ထိဆိုပြီးတော့သူ့ကိုကျွန်တော်တို့ကဟိုအတိအကျတက်မက်လို့တော့မရဘူးပေါ့နော် ဒါပေမဲ့ခြေဘူးရအဖြစ်ပုံမှန်အဖြစ်တော့အခုလိုမျိုးတွေဒါသတ်မှတ်လို့ရပါတယ်ဆိုတာလေးကိုကျွန်တော်ကိုယ်တို့မှတို့ပြပြပေးချင်တာဖြစ်ပါတယ်ရှင်။ Okay စားလိုက်ကြရအောင်နော်။ဟုတ်ပြီကျွန်တော်တို့မနက်ခင်း morning morning ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တို့မှတို့ပုံမှန်အဖြစ်ဆိုလို့ရှိရင်သူ့ကိုခြေဘူးရအဖြစ်ကျွန်တော်တို့မနက် 6am မနက်6နာရီကနေကျွန်တော်တို့ 11:59pm ပြန်မှာဆိုလို့ရှိရင်မနက်6နာရီကနေမနက်7:59မိနစ်ထိသူ့မနက်ခင်းလို့ကျွန်တော်တို့ခြေဘူးရအနေနဲ့သတ်မှတ်လို့ရတယ်ပေါ့နော်။ နောက်နုံနုံဆိုတာကျွန်တော်မွန်တဲ့ချင်းမွန်တဲ့ချင်းဆိုတာနေ့လဲစနစ်တတိကိုပြောတာပါရှင်နောက်ကျွန်တော်နေ့လဲစနစ်တတိဆိုလို့ရှိရင်ဒါနုံလို့ခေါ်တာပေါ့ဒါမွန်တဲ့ချင်းပေါ့နော်နောက်တစ်ခါ mid day လို့ခေါ်သေးတယ်အဲ့ဒီ mid day ကကျွန်တော်ကျွန်တော်တို့အဲ့လိုပဲ at or near 12 pm အဲ့လိုပဲနေ့လဲစနစ်နိုင်တတိကိုလဲ mid day လို့ခေါ်ရင်ခေါ်မယ်ဒါမှမဟုတ်ရှင်အဲ့ဒီနေ့လဲစနစ်ဝင်းချင်းတဝိုက်လေးပေါ့အဲ့ဒီအချိန်လေးကိုလဲကျွန်တော်က mid day လို့ခေါ်မယ်ပေါ့နော်โอเคตัวน้องเนี่ยเนเน่เล็กดูไปแล้วเปล่าเลยได้เนาะ midday ကကျွန်တော်နေ့လယ်စနစ်နိုင်တီတီကိုလည်း midday လို့ခေါ်ရင်ခေါ်မယ်အဲ့ဒီစနစ်တဝိုက်အချိန်လေးတွေဆိုလို့ရှိရင်လည်း midday လို့ခေါ်ရင်ခေါ်မယ်ပေါ့နော်နောက်တစ်ခုကျွန်တော်တို့ afternoon နေ့လယ်ခင်းနေ့လယ်ခင်းဆိုလို့ရှိရင်ကျွန်တော်တို့သူ့ကိုဘယ်နိုင်လေးဘယ်နိုင်လို့ပြောလဲဆိုရင်နေ့လယ်ပေါ့နော်စနစ်ဝန်တက်ချိန်12နာရီ10မိနစ်ပေါ့ပြောရရင်ကျွန်တော်အဲဆန်းနိုင်ကမနေ့ကနေစပြီးတော့ကျွန်တော်တို့နေ့လယ်9နာရီလောက်ထိပေါ့ ဲ့ကောင်ကိုကျွန်တော်ကနေ့လယ်ချိန်လို့ဒါသတ်မှတ်လို့ရတယ်တဲ့ now evening ညနေခင်းညနေခင်းကိုဘလို့တမ်းမဲ့လို့ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့လိုပဲ9နာရီ10မိနစ်ကနေကျွန်တော်တို့9နာရီထိညနေခင်း9နာရီထိဆိုလို့ရှိရင်ကျွန်တော်က evening ညနေခင်းကိုတမ်းမဲ့လို့ရတယ်ပေါ့နော် now night ညဘက်ညကိုကျွန်တော်တို့က9နာရီ10မိနစ်ကနေ17နာရီ59ထိည17နာရီ59ထိကျွန်တော်တို့ကဒါ night ဆိုပြီးတော့ညကိုတမ်းမဲ့လို့ရတယ်တဲ့ဒါရေပူရပေါ့နော်နောက်တစ်ခါလာပြီး midnight တကောင်ရခုနကတော့နေ့လယ်စနစ်တတိကို non လို့ခေါ်တယ်အခုညတကောင်စနစ်တတိမနက်စနစ်တတိကိုပြောမယ်ဆိုရှင်ကျွန်တော် make စနစ်ဖြစ်သွားပြီလို့ပြောလို့ရတယ်ပေါ့နော် 12am ဆိုတော့လေအဲ့တော့သူ့ကျွန်တော်တို့မြန်မာလူဆိုညတကောင်ရလေညတကောင်ရကိုကျွန်တော် midnight လို့ခေါ်တယ်သူဒီကျွန်တော်တို့စနစ်နိုင်တတိမနက်ခင်းစနစ်တတိလို့ပြောတာပေါ့ဒီမှာဆိုလို့ရှင်ဒါဟိုဘက်ကိုရောက်တဲ့အချိန်လိုမျိုးပြောတာပေါ့နော် now early morning နဲ့မနက်ခင်းအစောပိုင်းပေါ့မနက်ခင်းအစောပိုင်းလို့ခေါ်တယ်သူ့ကျွန်တော်ဘယ်နိုင်ရနေဘယ်နိုင်တက်မှတ်လဲဆိုတော့အဲ့လို7နိုင်10မိနစ် မနက်ခင်းပေါ့နော်ပြောမဆိုရှင်ညတက်ကောင်းရင်ပြီးတယ်အဲ7နိုင်10မိနစ်ကနေစပြီးတော့မနက်ခင်း6နိုင်ရှိဖို့ကျွန်တော်တို့ကဒါ early morning လို့ခေါ်တယ်တဲ့โอเคဒါတွေကတော့ကြီးကြီးကြီးတက်မှတ်ထားလို့ရတဲ့ဟာတော့မဟုတ်ဘူးပေါ့နော်ပုံမှန်အဖြစ်ရေးဘူးရအဖြစ်အမျိုးလေးတွေတက်မှတ်ပါတယ်ဆိုတာကိုကျွန်တော်ကိုယ်တို့မှတို့ပြပြပေးချင်တာဖြစ်ပါတယ်ရှင်โอเคအားလုံးပဲဩဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီနေ့မှနောက်ထပ်ပေါ့နော်ကျွန်တော်ကကျွန်တော်ကိုယ်တို့မှတို့ကိုတစ်ခါတည်းတွဲပြီးတော့ကျွန်တော်ကဗာလိရှင်းပြပေးချင်လဲဆိုတော့လေ proposition လေးဒီကောင်လေးနဲ့ပြောတဲ့ proposition လေးကိုကျွန်တော်ကတိုက်ပြီးတွဲပြီးရှင်းပြပေးခြင်းနဲ့ပေါ့နော် okay အဲ့တော့လာပြီးကျွန်တော်တို့မနက်ခင်းမှလို့ပြောခြင်းရင်ကျွန်တော်ကဘယ်လိုဘာသုံးမလဲသူရဲ့ proposition က in အဲ့တော့မနက်ခင်းမှဆိုရင် in the morning okay no မွန်တဲ့ချိန်မွန်တဲ့ချိန်ကျတော့ in မသုံးတော့ဘယ်နဲ့ဘာသုံးလဲ at အဲ့ဒီမှတ်ထားပေးရမယ်နော်အဲ့တော့မွန်တဲ့ချိန်မှဆိုရင် at noon အဲ့လိုပဲကျွန်တော်တို့ဒီလိုပဲမွန်တက်ချိန်ပဲလေနော်နေ့လေအတိချိန်ပေါ့နော်အဲ့ဒီမွန်ချိန်၁၂နာရီဝန်းကျင်ချိန်မှာ midday လို့ခေါ်မယ်ဆိုလို့ရှိရင်သူရဲ့ရှိမှာ preposition လေးက at at midday နေ့လေခင်မလို့ပြောချင်ရင် in in the afternoon ညနေခင်မလို့သုံးချင်ရင် in in the evening ညမလို့ပြောချင်ကြတော့ at ပြန်ပြစ်သွားတယ် at night ညတကမလို့ပြောချင်လို့ရှိရင်လည်း at ဖြစ်သွားတယ် at midnight ဲ့တော့မနက်ခင်းအစောပိုင်းမှာဗောနောအဲ့လိုပြောချင်ကြတော့ in in the early morning okay ဒါ proposition လေးပါတွဲပြီးရောကျွန်တော်ကဘာလို့တည်တော့ကျွန်တော်အရှင်းပြပေးချင်တာဖြစ်ပါတယ်နော်โอเคအားလုံးပဲကျေးဇူးများတင်ပါတယ်ရှင်